ရေပဲဦးဆောင်တရှိနေတဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်ရဲ့ public white season မှာတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာချမှတ်ထားတဲ့လုံခြုံရေးအခြေအနေတွေပေါ်မှာပြည်သူလူထုအနေနဲ့ဘလို့မြင်နေရှိလဲဆိုတာကိုတော့မင်းမြန်တီမာဖြစ်ပါတယ်2019ဇန်နဝါရီလအတွင်းမှာပဲရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလူသက်မှုပေါင်းဆက်တက်မှုနဲ့အမှုကြီးကိုမှုတွေဖြစ်ထားတာကိုတွေ့ရပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့မှာရန်ကုန်မြို့မှာနေစဉ်လှုပ်ရှားသွားလာနေကြတဲ့ပြည်သူလူထုအနေနဲ့ဒီချမှတ်ထားတဲ့လုံခြုံရေးတွေပေါ်မှာပေါ့နော်ဘလို့မြင်နေရှိလဲပြီးကြတော့အမှုမှန်မပေါ်ပေါက်သေးတဲ့အခြေအနေတွေပေါ်မှာပြည်သူတွေအနေနဲ့ဘလို့သဘောထားရရှိလဲဆိုတာကိုတော့မင်းမြန်တီမာ မှာပဲဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့လက်ရှိမှာတော့ခရိုင်လေးခရိုင်အတွင်းရှိမြို့နယ်များမှာလုံခြုံရေးတာဝန်များကိုတိုးမြင့်ချတာဆောင်ရွက်လျက်ရှိနေပါတယ်။ဒီလိုမျိုးလုံခြုံရေးတာဝန်များကိုတိုးမြင့်ချတာဆောင်ရွက်ရမှာတော့လူစီကားရအရက်တွေမှာနေမြေတွေအလိုက်ရက်ကင်းများ၊စပိန်လှကင်းများ၊မော်တော်ဆိုင်ကယ်လှကင်းများ၊မော်တော်ယာဉ်လှကင်းများအပြင်ရင်းစစ်ပိတ်ဆို့လုပ်ငန်းများကိုပါဆောင်ရွက်နေတယ်လို့သိရပါတယ်။ရဲဝန်တန်းတွေဘက်မှလည်းသူတို့ပြဿနာသူတို့ရှိကောင်းရှိလိမ့်မယ်။ဟုတ်ပြီဒါတွေကဒီလူသက်မှုတွေကရိုးချင်းတော့ဖြစ်စင်လား ထူးခြားတဲ့ဖြစ်စဉ်လားဆိုတာကိုအရင်လေ့လာပြီးတော့မှသာလျှင်ဒီရဲဝင်တန်းတွေကောင်းမကောင်းတော်မတော်ဆိုတာကိုကျွန်တော်တို့ပြန်ပြီးသုံးသပ်ပြီးပြောပြမှရပါလိမ့်မယ်ဒီအမှုတွေလက်ရှိအမြင်အရဘာကြောင့်လဲဆိုတာကိုကျွန်တော်တို့ပြည်သူတွေဘာတစ်ခုမှထုတ်ပြန်မထားတဲ့အတွက်ဒီရဲဝင်တန်းတွေအပြစ်ပြောဖို့ကြတော့ကျွန်တော်အနေနဲ့ကနည်းနည်းစိုးသေးတယ်လို့ထင်ပါတယ်နည်းနည်းစိုးရင်းနဲ့ပုံစံမီးရနောက်ဟိုဟာမှုခင်းနေရတယ်ဖြစ်တော့အခါကျတော့ဒါပေမဲ့ဥကပြောဆိုရင်ကရေတပ်ဖွဲ့တွေအနေနဲ့ပေါ့နော်တပိုးတွေကဟိုခုလှေကင်းကားတွေဘာတွေကိုလိခတ်စစ်တွေလှုပ်ပေးစီရှင်လဲ ရက်ွက်ဒီပါဒီဖြတ်ပြီးတော့ပေါ့နော်ဒီလမ်းမဒီမှာဆိုတော့ဒီကားတွေပေါ့ဒီရဲတွေနဲ့ဒါအဖွဲတွေနဲ့တွားပြီးတော့လှုပ်လိုက်ရင်တော့ဒါမှုကြီးတွေကကျုံနေကြစီရဲလူအောင်တမီရဲနည်းနည်းကြသွားမယ်ပေါ့နော်မလှုပ်ရဲတော့ဘူးပေါ့တော့တဲ့အဲ့လိုမြင်နေပေါ့နော်တော့တဲ့ဒီအင်အားလေးတွေထည့်ပြီးတော့နည်းသုံးပေးစီချင်းနည်းအင်အားနည်းနည်းရော့နေသလားပေါ့နော်ရဲတပ်ဖွဲ့အင်အားနည်းနည်းရော့တဲ့အခါကျတော့ဒီလမ်းမတွေပါလှည့်လှည့်ပြီးတော့တွားစီချင်းနည်းစောကပြောသူပဲဒီပြန်ပြောရင်လုံလုံလေးအားနေတယ်ပေါ့နော်ဒီရက်တက်ဖွဲအင်အားလှည့်တယ်အားနေတယ်စောကလူပူအောင်ပြီးလဲပူအောင်ဆောင်းနေတယ်ပေါ့နော်တဘောတရား နည်းနဲ့ဆိုတာလေရဲပေါ်အယုံကြည်သိမရှိကြဘူးပြည်သူကဒါပုံဝင်လင်းဘဝပြောပြတာဒါပေမဲ့ဆောကလူအခုနောက်ပိုင်းတော့နည်းနည်းလေးကောင်းလာကြပြီတဘောတည်းနော်2019ခုနှစ်ရဲ့ပထမဆုံးလဖြစ်တဲ့ဇန်နဝါရီလအတွင်းမှာပဲရန်ကုန်တိုင်းဒေသကြီးမှာလူသက်မှု71မှုမတိမ်းမှု25မှုအထိဖြစ်ပွားထားပါတယ်ဒါဆိုတကယ်အများပြည်သူသွာလာတော့တော့တကယ်တော့လုံခြုံစိတ်ချပါတယ်ဆိုတဲ့နေရာမှာတော့ဟုတ်တာပါပြီးခဲ့တဲ့29ရက်နေ့ရလိုမျိုးညနေခင်းမှဆိုတာဖြစ်သွားဆိုရင်ဒါတော့အခြေခံကိစ္စဖြစ်သွားတယ်ပေါ့ဒါပေမဲ့တိုးပေမဲ့အဲ့လိုဖြစ်သွားတဲ့ဆိုပေမဲ့လက်ရှိအနေထားအရမှာ ဘဒုကိုဘဒုကိုအပြစ်တင်ရဖို့တဲ့ဆိုင်ကျွန်တော်ပြည်သူတယောက်အနေနဲ့ကြားတဲ့ခါကျတော့ဘာလို့ကျွန်တော်အဓိကပြောချင်လဲဆိုတဲ့ခါကျတော့အခုလက်ရှိကျွန်တော်ရက်ကွက်တစ်ခွက်မှာရှိတယ်ရှိတဲ့ခါမှာရက်ကွက်တစ်ခွက်မှာလူကြီးဘယ်လောက်ရှိတယ်အဲ့လူကြီးဘယ်လောက်မှာအုပ်ချုပ်နေတဲ့နေတဲ့ကဘယ်နှယောက်ရှိတယ်လဲဒါတွေကိုပြန်လဲလှိပြောနော်ပြည်ထဲကြီးကလည်းဖြည့်တင်ပေးဖို့အတွက်အချိန်နေတယ်လိုအပ်လာပြီနော်နောက်တစ်ခါလည်းဘာထက်လိုအပ်လာလဲဆိုတဲ့ခါကျတော့တိုင်းပြည်နယ်အဝန်းမှာတကဘာအရရမှာနိပညာရဲ့တိုးတက်လာတဲ့ခါကျတော့အလုံးက GPS system နေတဲ့အမေရိကန်နိုင်ငံမျိုးမှာဆိုရင်တော့သူတို့ပြစ်ချင်တဲ့လူရက်မှာ ြတ်မှတ်မလို့ပြစ်လို့ရနေအချိန်တားအတိုင်းနာဘုံမှာကြာခါရောကျွန်တော်နိုင်ငံလိုမျိုးမှာပေါ့နော်တကယ်ပေါ့ CCTV တို့ကင်မရာကင်မရာမျိုးတွေပေါ့နော်လမ်းနေလမ်းတိုင်းမှာပေါ့ဘာကြောင့်မတက်နိုင်သေးလဲဒါတည်းအစိုးရမှလည်းဟိုပါပေါ့သူ့လူအချက်အတိုင်းနာတော့သူလိုရှိတာပေါ့နော်ဒါအပြင်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာအခုနှစ်ဇန်နဝါရီလအတွင်းခိုးမှု나ကျင်စင်မှုအပါအဝင်အခြားအမှုစုစုပေါင်း1369မှုဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်မူကင်းတွေခက်စရိတ်ဖြစ်ဖြစ်လာတဲ့ကိစ္စအရောလေအဲတောင်းပြည်သူတယောက်အနေနဲ့ကတော့ ਨੇ စိုးရိမ်မှုလာတော့ရှိတာပေါ့နော် အဲ့ဒီအပေါ်မှာတရားဥပဒေစိုးမေးရှိမရှိရတော့ရှိတယ်လည်းပြောလို့ရတယ်လို့မရှိဘူးလည်းပြောလို့ရတာပေါ့ဘာကြောင့်ရှိတယ်ပြောလို့ရတယ်လည်းမရှိဘူးပြောလို့ရတယ်ဆိုတော့မိကွန်းနှစ်ခုပေါ့အဲ့မှာတော့ရှိတယ်ပြောလို့ရတယ်တချို့နေရာမှာကြတော့ဒီမှုကင်းနေရာမှာ စွဟိုတမီးတို့ပြောတယ်လို့ပေါ့ခက်စိတ်စိတ်ဆိုတော့မတွေ့ရဘူးပေါ့တချို့နေရာမှာကြတော့ခက်စိတ်စိတ်တွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့သူတို့ရဲ့စိုးမိုးမှုတက်ရောက်မှု ရှိတဲ့ဒေတာနဲ့စိုးမမှုတယောက်မရှိတဲ့ဒေတာဆိုရော့အပိုင်းနှစ်ပိုင်းကွဲသွားတယ်ပေါ့အဦးတို့အခုနေတဲ့နေရာမျိုးဆိုရင်မိစွာမေးတဲ့မေကွန်မျိုးခက်စိတ်စိတ်ဆိုတဲ့ဟာမျိုးတွေမတွေ့ရဘူးဟုတ်တယ်နော်ဘာရောက်လဲဆိုတော့ဦးတို့နေရာမှာစိုးမမှုနည်းနည်းရှိတယ်လို့ခေါ်လို့ရတာပေါ့အဲအဲ့လိုပေါ့နော်အဲစိုးမမှုမရှိတဲ့နေရာမျိုးတွေကြတော့ဆိုတော့တမီးပြောမေကွန်မျိုးခက်စိတ်စိတ်တွေတွေ့ရတယ်အဲ့ဒါကတော့တရားဥပဒေစိုးမမှုအားနေတယ်ပေါ့ အားနည်းတဲ့အပိုင်းကိုပြန်ကြည့်မယ်ဆိုတော့ဒါဦးရဲ့အမြင်လေးပေါ့နော်အမြင်လေဆိုတော့တို့တုံးစားတဲ့ဟိုနေပေါ့ရဲအင်အားပေါ့ပြည်သူရဲအင်အားနဲခြင်းပေါ့ဟုတ်တယ်နော်ပြည်သူရဲအင်အားနဲမယ်နမန်းနေကကြတော့ခင်မိတဲ့တို့တုံးဆောင်တဲ့အမရင်ရင်ပစ္စည်းအားအစဟိုဆက်ပစ္စည်းအားအစအဲ့ခင်မိတဲ့အတုံးဆောင်ပစ္စည်းတွေဟိုနေပေါ့ဗျာမတိုးတက်ခြင်းပေါ့ခင်မိတဲ့အတုံးအဲ့ကြောက်ပဲဆောင်းပြောသလိုရောဟိုတရားမင်းမစိုးမှုတဲ့နေရာတွေကိုစိုးမှုအောင်တို့လှုပ်ဆောင်မှုကြချက်ချင်းမဖြစ်နိုင်တာပါဟုတ်တယ်နော်အားဓာတ်တွေ အဖက်ဖက်ကပြည်စုံမယ်ဆိုလို့ရှိရင်တော့အဲ့တရားမှုတွေစုံမှုမှုမရှိတဲ့နေမီတွေဒေသတွေဘာတွေဆိုရင်လည်းစုံမှုတော့တို့ဆောင်ရွက်နိုင်နိုင်မယ်လို့ဥကတော့အဲ့လိုထင်တယ်ပေါ့နော်ရဲတပ်ဖွဲ့ဝင်များရဲ့လိုအပ်ချက်များအားသက်ဆိုင်ရာလွှတ်တော်ကိုတင်ပြသွားမှာဖြစ်ပြီးရဲတပ်ဖွဲ့ဝင်တို့ရဲ့လိုအပ်ချက်များကိုမင်္ဂလာတောင်ညို့မြို့နယ်ရဲတပ်ဖွဲ့မှုကအခုလိုပဲပြောပါတယ်တချို့ကမြို့တွေပြအဲရဲတခုတည်းမဟုတ်ဘူးတဲ့24နာရီတောင်ဝန်ထမ်းဆောင်ရတာမတူပါဘူးနော်24နာရီတောင်ဝန်ထမ်းဆောင်ရတာချင်းအတူတူစံမှန်ရေးဝန်ထမ်းတွေ တို့ကတော့နော်ကျွန်တော်တို့လူပြန်ပြန်မှန်းနော်နေမင်းညမင်းထမ်းဆောင်ရတာမှန်ပေမဲ့သူတို့ကလည်းလည်းဒီချင်းပြန်ရှိရှိကျွန်တော်တို့ကချင်းဖို့လူမရှိဘူးနော်ဒီလူပဲည7နာရီ2နာရီလောက်မှအေးရတဲ့လူပဲမနေ့ကျ8နာရီတန်းစီပြီးလို့ရှိရင်ရုံးတို့တွေသွားတာတခြားနော်ဒီ ရဲလုံငန်းနေဆိုင်ရာတွေကတခြားလူညွန်ရေးတွေကเนาะဒီလူတွေပြန်လာလို့ရှိရင်ည6နာရီ9နာရီပြန်လာတယ်လုပ်ငန်းတွေပြန်လာတယ်ည9နာရီတခါ9နာရီမတော့ဘူးတခါ7နာရီတော့7နာရီတော့ကြည့်ရသမီးတခါအော်ဟဲ့တခါပြန်လို့အဲ့လေကင်းပြန်ထွက်ည10နာရီ10နာရီနောက်ခါပြန်ဒါဒါလောလောလတ်လိုက်နေတယ်ကျွန်တော်ကနားမလဲလို့မရှိဘူးကျွန်တော်တို့ကနိုင်ငံတကာတတ်မှတ်ထားတာကเนาะရဲတယောက်ကိုဒီလူလေးอ่ะကျွန်တော်တို့က1200လောက်ရှိတယ်ဒီမှာရဲတယောက်ကိုတာဝန်ယူနေရတာကအဲ့တော့ ်နားလို့မရနိုင်ရုပ်တရက်မှာကျွန်တော်တို့နားလို့မရနိုင်နားလို့မရအဲ့တော့သူကမ္ဘာစံတတ်မှတ်ထားတဲ့နိုင်ငံတကာကတတ်မှတ်ထားတဲ့လူကြီး၄၀၀ကိုရက်တရောင်နှုတ်ရှိနေမှခံထားပြီးမှဆိုရင်တော့ခုနကအစီအစဉ်တွေကတင်ပြလို့လည်းရမယ်ဖြစ်လဲဖြစ်လာမယ်တို့ဟုတ်ဒီအဲ့လိုမှမရှိဘူးဆိုရင်ကျွန်တော်တို့ဒီနားဖို့မတွေ့ပါဘူးမတွေ့ပါဘူးဘယ်လိုပဲအဲ့ဒါလည်းတင်ပြဖို့လည်းသိတော့ မလွယ်ဘူးစတဲ့ကျတော့ထင်သားတော့လေမလွယ်ဘူးမလွယ်ဘူးဘာလဲဆိုတော့ချိုးစားကွာနေတယ်ရာကန်စရာစကားပိုက်ပြတယ်အဲဒါကြောက်ပြီးဆိုလို့အဓိကဘူးပြရမယ်ရတဲ့ဘက်ပြတော့ဒီဒီအထင်းနဲ့ဆိုရင်နေရာတယ်တရားဥပဒေဆိုရင်ဒီခဏဘူးဒီဝခါစားဘူးပြရတဲ့ဘက်မှာလိုအပ်တဲ့ရဲအင်အားကြီးတူးချက်ဘူးနော်ရဲရဲအာ20မိနစ်တောင်ထောက်ဆောင်နေတယ်မလို့ဟုတ်လားနားရမရှိဘူးအဲ့ဒါကိုနားရရှိတယ် တော့ရဲရဲပြဆက်ဖို့ပြည်သူရဲ့ဘဝလာတဲ့ပြည်သူတွေရဲရဲအရင်မလို့တဲ့သူတို့ပြဆက်ဖို့လည်းအရာဖြစ်တင်ဖို့တော့ရဲရဲရဲ့နေထိုင်နေရဆောက်တော့တဲ့နေထိုင်နေရတဲ့အဆောက်အဦတွေမဖြစ်ဆုံးတဲ့စကားတွေကိုပြည်သူဆိုတော့ပြဆက်ဖို့ဒါတို့ကအရင်ကပြင်ပြပါဦး။ ုဆိုရင်တော့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာချမှတ်ဆောင်ရထားတဲ့လုံခြုံရေးအခြေအနေနဲ့ပတ်သက်ပြီးတော့မှပြည်သူတွေရဲ့သဘောထားအမြင်တွေကို11ရုပ်သံရဲ့ public wide season ကနေပြီးတော့မှမေးမြန်းကြည့်ခဲ့ရပဲဖြစ်ပါတယ်။နောက်တစ်ပတ်ရဲ့ season မှာလည်းပြည်သူတွေကြားထဲမှာဖြစ်ပျက်နေတဲ့စိတ်ဝင်စားချက်အကြောင်းအရာတွေကို public wide season ကနေပြီးတော့မှရှာဖွေတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်တော့စောင့်မျှော်ကြည့်ရှုကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်။ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။